ဗမာမြို့မှာကိုလက်မတန်စွမ်းတဲ့အမျိုးသမီးတယောက်ကိုစစ်တပ်လက်အောက်ခံရှမ်းပြည်အမျိုးသားတပ်မတော် SN တပ်သားတယောက်ကအာဓမာပြုကျင့်ခဲ့တယ်လို့သိရပါဗျ။တီရိတရင်ပေးပို့ထားပါရရှင်။စကိုင်းတိုင်းဗမာမြို့နယ်မှာမတန်စွမ်းအမျိုးသမီးတယောက်ကိုစစ်ကောင်စီလက်အောက်ခံရှမ်းပြည်အမျိုးသားများတပ်မတော် SN တပ်သားတယောက်ကအာဓမာပြုကျင့်ခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ညပိုင်းက မမောက်မြို့နယ်အလဲရွာတီလာရှင်ကျောင်းတစ်ခုမှာမိခင်ဖြစ်သူနဲ့အတူနေထိုင်နေတဲ့ပိုလီယိုရောဂါကြောင့်ကိုလက်မတန်ဆွမ်းတဲ့အမျိုးသမီးတစ်ယောက်ကိုစစ်တပ်လက်အောက်ခံ SND တပ်သား၂ယောက်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် SND တပ်သားတစ်ယောက်ကအရမပြုကျင့်ခဲ့တာပါအလဲရွာနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ရွာကနေစစ်ပေးတိတ်ဆောင်နေကြရပြီးကျူးလွန်ခံရတဲ့အမျိုးသမီးကကျန်းမာရေးမကောင်းတဲ့အတွက်စစ်ပေးမရှောင်နိုင်ပဲ မိခင်ဖြစ်သူနဲ့ရွာကတီလာရှင်ကျောင်းမှာခိုးလုံနေတာလို့သိရပါဗျ။သူကသူတမိမပြေးနိုင်မလွားနိုင်တဲ့ခါကျတော့သူများတွေစစ်ဆောင်နေမဆောင်နိုင်တဲ့ခါကျတော့သူကမေတီလာရှင်ကျောင်းမှာသူကတော်နေတာဖြစ်စဉ်ကည9နာရီအချိန်သူတမိကိုခေါ်တော့မေဘို့လေခေါ်တော့မေဆိုပြီးတော့တင်အားတော့မအဲ့ဒါကိုသူ့အမေကမခေါ်ပါနဲ့တောင်းပန်ပါတယ်။ငါတမိကတက်တာလို့ပါလို့လေဖြစ်တတ်တယ်။ကျမကြီးလည်းမကောင်းဘူးလို့မခေါ်တော့နဲ့ဆိုပြီးတော့ဟိုတောင်းပန်နေဘို့လေတောင်းပန်နေဟာကိုမရဘဲနဲ့သူကအလက်မောင်းကြီးကိုအတင်းဆွဲခေါ်ပြီးအင်ချာအင်ကိုခေါ်ပြီးတော့သူတို့ကဒါမျက်နှာဝှက်စားနေစီးပြီးတော့ဗောလေတယောက်လုတ်ကြံနေဗောလေအဲ့တော့ SNE ရေးပုံမှန်တည်ကြတယ်ဗော ျူးလွန်ခံရတဲ့အမျိုးသမီးဟာဗမောက်မြို့နယ်အလဲရွာမှာနေထိုင်တဲ့ကလူလူမျိုးဖြစ်ပြီးအသက်35နှစ်အရွယ်မတန်ဆန်းမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ကျူးလွန်ခံရတဲ့သူသူ့ရဲ့မိခင်ဖြစ်သူနဲ့သူတို့နဲ့အတူနေခဲ့တဲ့တီလာရှင်ကိုရွာချောင်းဆရာတို့ကခေါ်ယူဆောက်ရှောက်ထားတယ်လို့သိရပါတယ်။ကျူးလွန်ခံရသူရဲ့မိခင်ကတော့မတန်ဆန်းဖြစ်တဲ့သူသမီးပေါ့အခုလိုလှုပ်ကြံဆော့ကားသူတွေကိုစိတ်နာတယ်လို့ဆိုပါတယ်။မိခင်ဖြစ်သူရဲ့ပြောကြားချက်ကိုဒီပီပီသတင်းတောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါတယ်။ ရွာမှာလည်းလူမကြံတော့ပါဘူး။ចောင်းဆောင်ပဲចាំပါတော့တယ်။ကျမတို့ကသူ့လမ်းမလျှောက်နိုင်လို့ရွာမှာနေရစ်ခဲ့ပြီးတော့မေတီလရှင်ចောင်းမှာတဲခုပြီးနေနေကြတာပါ။ကျမသမီးကမိန်းကလေးဖြစ်ရတဲ့အထဲမှာအခုလိုယောဂဝင်နေတော့ဘလို့မှပြောပြလို့လည်းမရနားလည်းမထောင်။အတင်းကြီးချိတ်ချောက်ပြီးတော့အခုလိုလှုပ်ကြံဆော့ကားတာကိုစိတ်နာတယ်။ဘယ်တော့မှမကျေနပ်နိုင်ဘူး။အရမပြုတ်ချင်းခံရတဲ့ကိစ္စနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်အောင်ဝိုင်းဝန်းစူးစမ်းပြီးဖို့ဒေသခံတွေကတောင်းဆိုနေပါဗျ။အလဲရွာဟာဗမောက်မြို့ပြင်ဘက်ကဖြစ်ပြီး မူလကဒေါ်လာရင်းတက်ဖွဲ့တွေထိန်းချုပ်ထားပေမဲ့စတေမာလာနောက်ပိုင်းမှာစစ်တပ်နဲ့ရှမ်းပြည်ဘူးပေါင်းတပ်တွေပြန်ပြီးထိုးစစ်ဆင်လာလို့နောက်ဆုတ်ပေးခဲ့ရပါတယ်။ SNA ဟာစစ်တပ်လက်အောက်ခံတိုင်းဒေသလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ကျမသီရီပါ